ားစွာလှုပ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံမှာဘလောက်ပဲပျက်စီးဆုံးရှုံးမှုကြီးကြီးကာလတစ်ခုကြာတဲ့တည်တဲ့သူကြိုင်မိဆိုတဲ့စကားတိုင်းမိမိပျောက်ပျောက်ဖြစ်သွားခဲ့ကြပါတယ်။အဲဒီငလီအကြောင်းဖြစ်ခဲ့တဲ့တင်းယူစရာတွေပြင်ဆင်စရာတွေကိုကာလတစ်ခုအထိသာမမတ်သားသားရှိကြပေမဲ့အချိန်ကာလရှည်ကြလာတဲ့အခါတံပိုးထားထိမ့်သိမ့်မှုနဲလာပြီးဒဏ္ဍာရီတစ်ခုလိုပုံမြင်တစ်ခုလိုသာကြံခဲ့ပါတယ်။ဒါဟာအမတ်တညာနေလွန်တာလား ကံကိုပုံချလွန်းလာတာဆိုတာဝေဖန်စောကြောစရာပါအသေးပြောက်အပြည့်စည်းကြီးမလွန်းတဲ့ကပ်ဘေးတွေကနေသင်္ကန်းစာတွေပြင်ဆင်စရာတွေကိုမလုပ်နိုင်ခဲ့တဲ့အတွက်နောက်ထပ်ပေးဆက်မှု ကြီးကြီးမားမားပေးရပြီးကြေကွဲစရာတွေများစွာဖြစ်ရတဲ့ဆိုတာကိုမတ်လ28ရက်ကလုတ်ခဲ့တဲ့ငလင်ကြီးကတက်တည်ပြနေပါတယ်။ဘာဘာမနာမနာမနာ အခုအခါမှာတော့မတ်လ28ရက်နေ့ကလုတ်ခဲ့တဲ့ငလင်ကြီးကြောင့်ငလင်နဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရတွေစိုးရင်စရာတွေဂယုပြုစရာတွေ အများအပြားပေါ်ထွက်လို့လာပါတော့တယ်။စကိုင်းမြို့နဲ့မန္လေးမြို့အနီးဘဝပြုလုတ်ခတ်ခဲ့တဲ့ပြင်ယာခုနှစ်သမခုနှစ်အဆင့်ရှိငလင်ဟာလူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးသွားခဲ့ပါတယ်။ရှီယောင်တမိုင်းဝင်အဆောက်အုံတွေတာသနီကအဆောက်အုံတွေလမ်းတွေတံတားတွေလည်းများစွာပျက်စီးသွားခဲ့ပါတယ်။ မတ်28ရက်ငလင်ကြီးကျောင်းမန္တလေးစကိုင်းတောင်မူရှမ်းတောင် နေပြည်တော်ဒေသတချို့မှာအလွန်ထိနာခဲ့ပြီးရန်ကုန်ပါဝင်ခြားပြည်နယ်နဲ့တိုင်းတွေမှာလည်းအသင့်အင့်ခံစားကြရပါတယ်။တဘောဘေးအန္တရာယ်တွေထဲမှာလူအသေးပြောက်အများဆုံးနာခင်မုံတိုင်းကားလိုပဲအခုဖြစ်ပေါ်တဲ့ငလင်ကြီးကလူအသေးပြောက်များတဲ့အတွက်ကမ္ဘာနိုင်ငံအသီးသီးကလူတွေတောင်စိတ်မကောင်းဖြစ်ကြပါဗျာ။ ်မြန်မာသမိုင်းမှာ1939ခုနှစ်ကပဲခူးငလျင်ပြီးရင်ယခုငလျင်ကြီးဟာတည်ဆုံးသူအများဆုံးငလျင်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်သမိုင်းတခြားလှုပ်ခတ်ခဲ့တဲ့ငလျင်ပြင်းအားတွေထဲမှာဆိုရင်လဲ1932ခုနှစ်ကပြင်းအား8.3အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့မင်းမျိုးငလင်ပြီးရင်ယခုငလင်ကြီးဟာပြင်းအားအများဆုံးကိုတီးရပါတယ်မြန်မာနိုင်ငံမှာငလင်လှုပ်စေတဲ့ပြည့်ရည်များစွာရှိတယ်လို့ငလင်ပညာရှင်တွေကအတည်ပြုထားတာရှိပါတယ်အထင်ကရတွေကအရှိကီလိုမီတာတထောင်ကျော်ရှိတဲ့သခိုင်းပြည့်ရည်အရှိကီလိုမီတာ900ကျော်ရှိတဲ့ကြောက်ကြမ်းပြည့်ရည်နဲ့ကဘောပြည့်ရည်ဂလေတံပြည့်ရည်အဆရှိတဲ့ပြည့်ရည်များစွာရှိနေပါတယ်အဲ့ဒီအထဲမှာ ။စကိုင်းပြည့်ရီကျော်ကအရှိတောင်အာရှမှာထင်ရှားတဲ့ပြည့်ရီကျော်တစ်ခုလို့ဆိုပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကအစပြုကမန္တလေးတောင်ကြီး နေပြည်တော်ဘကိုရန်ကုန်အထိဖြတ်တန်းတည်ရှိနေပြီးကြီးကြီးမားမားထိခိုက်မှုပြင်းထန်တဲ့ငလင်တွေဖြစ်လျက်ရှိပါတယ်။ ပြင်းရများတဲ့ငလင်သမိုင်းတွေပြန်ကြည့်မယ်ဆိုရင်1839ခုနှစ်ကလှုပ်ခဲ့တဲ့အင်းဝငလင်ကြောင့်မင်းငူပထိုးတော်ကြီးနဲ့မဲနုအုပ်ချုပ်တို့အပါအဝင်ဇီဒီပထိုးများစွာပျက်စီးခဲ့ပါတယ်အခုတပံလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်လဲအင်းဝကမင်းငုံပထိုးတော်ကြီးနဲ့မဲနုအုပ်ချုပ်တို့အပါအဝင်ဖျားစီဒီပထိုးများစွာထပ်မံပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ လာတူ မန္တလေးအမရပူရစကိုင်းအစရှိတဲ့ဒေသတော်တော်များများကဖျားပထိုးများစွာလဲပျက်စီးသွားခဲ့ပါတယ်2016ခုနှစ်က306.8နဲ့လှုပ်ခဲ့တဲ့6ငလင်ကြောင့်လဲပကံဒေသကဇီဒီပထိုးအချို့ထိခိုက်ပျက်စီးခဲ့တယ်လို့မြန်မာနိုင်ငံအလဲပိုင်းဒေသကမြို့တွေနဲ့ ရခိုင်ဒေသကမြို့တွေအထိတက်ရောက်မှုရှိခဲ့ပါတယ်။လူသေဆုံးမှုကတော့အနည်းငယ်သာရှိခဲ့ပြီးလူနေအိမ်များနဲ့တာသနီကအဆောက်အုံတွေပျက်စီးခဲ့ပါတယ်။ပြည်အခုနေ့အထက်မှာရှိတဲ့ငလင်းကြီးတွေထဲမှာ1930ခုနှစ်မေလလှုပ်ခဲ့တဲ့ဘုကိုးငလင်းကလည်းလူအသေးပြောက်တော်တော်များခဲ့တဲ့ငလင်းဖြစ်ပါတယ်။ ဘဝငလင်းရဲ့ပြင်အားကလည်း9.3အဆင့်ရှိခဲ့ပါတယ်။အဲဒီခေတ်ကယခုခေတ်လောက်တိုက်တာအဆောက်အုံတွေမများသေးတဲ့ကာလဖြစ်ပေမဲ့လူသေးဆုံးမှု9ကျော်ရှိတယ်လို့သိရပါတယ်။ဖျားစီဒီပထိုးတွေလည်းများစွာပျက်စီးခဲ့ပါတယ်။1939ခုနှစ်အတွင်းမှာပဲဘကိုးငလင်းလှုပ်ပြီးတဲ့နောက်ဒီဇင်ဘာလထဲမှာနောက်ထပ်ပြင်အား9.3အဆင့်ရှိတဲ့ဖြူးငလင်းထပ်မံလှုပ်ခဲ့ပါသေးတယ်။ဒါအပြင် တလာသာခြားပြီး1930ခုနှစ်တလာပိုင်းအတွင်းမှာလဲပြင်ရခုနှစ်သက်မှ6အဆင့်ရှိတဲ့ကာမိုင်းငလင်လို့ခေါ်တဲ့မြကြီးနားငလင်ထပ်လုပ်ခဲ့ပါသေးတယ်မြန်မာနိုင်ငံမှာသမိုင်းတခြားပြင်ရများတဲ့ငလင်တွေလှုပ်ခဲ့တဲ့မှတ်တမ်းတွေအများကြီးရှိပါတယ်ငလင်ဆိုတာဘယ်နေ့ဘယ်ချိန်ဘလောက်ပြင်ရနဲ့လှုပ်မယ်ဆိုတာမသိရှိနိုင်တာကြောင့်ခင်မီအဆောက်အအုံတွေအလွန်များလာတဲ့ဒီကနေ့ခေတ်လိုကာလတွေမှာစိုးရိမ်စရာတွေဖြစ်လာပါတယ် အခုဆိုရင်ရန်ကုန်လိုလူနေအဆောက်အုံတွေတိတ်သေးတဲ့မြို့ပြကြီးတွေမှာလည်းမတ်လ28ကလှုပ်ခတ်တဲ့ငလင်ကြီးကြောင့်ငလင်အန္တရာယ်ကိုပိုပြီးစိုးရိမ်လာကြပါတယ်1928ခုနှစ်ဒီဇင်ဘာလအတွင်းကရန်ကုန်ဧရိယာဝန်းကျင်အနီးမှာပြင်းအား9.3ညအဆင့်ရှိတဲ့ငလင်လှုပ်ခဲ့ပါသေးတယ်ရန်ကုန်နဲ့ဗကိုးဒေသတို့မှာငလင်တွေများစွာလှုပ်ခဲ့တဲ့သမိုင်းမှတ်တမ်းတွေလည်းရှိပါတယ်မြန်မာနိုင်ငံမှာပြင်းအားလက်စားအသေးစားအဆင့်ရှိတဲ့ငလင်ပေါင်းများစွာက နေ့စဉ်လိုလိုလှုပ်နေတတ်တယ်လို့မြန်မာနိုင်ငံငလျင်ကော်မတီကဖော်ပြထားတာရှိပါတယ်ဘပင်းနေအောင်ငလျင်ပြည့်ဂျောပေါ်မှာရှိတဲ့မြန်မာနိုင်ငံအဖို့တတိထားကြပြီမဲ့တစ်ချက်အငိုင်းမိလိုက်တိုင်း ပေးဆက်လိုက်ရတာမတနဆမှုတဘာဝကိုမမိမလျောဘူးယခုဖြစ်စဉ်ကသင်္ကန်းစာတစ်ခုပါပဲလူပေါင်းများစွာအသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးသွားခဲ့တဲ့စကိုင်းကိုဗိုလ်ပြုတဲ့ငလင်ကြီးတာမကကဘာတုံးလှုပ်ခတ်ခဲ့တဲ့တခြားငလင်ပေါင်းများစွာက လူသားတွေအတွက်တဘာဝကနေတင်ယူစရာများစွာ ရှိနေသေးတာကိုတံမိုးကြီးကြီးပေးဆက်ပြီး ြတ်တနေခဲ့ပါတယ်။